ဒီနေ့မှာတော့ဒီလို walking slow motion video လေးဘလို့အတက်လောက်ရမလဲဆိုတာ sharing လုပ်ပေးပါမယ်။ Okay အတက် web ပါစီကနေပြန်လဲကြိုးတို့လိုက်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော် cup cup ထဲကိုရင်သုံးဝင်မှာပေါ့နော်။ new project ကိုတော့တစ်ချက်နေမှာပေါ့ဗျာ။ဘန်းလျှောက်နေတဲ့ video လေးတစ်ခုတော့လိုက်ထားဖို့လိုမှာပေါ့ဗျာ။ဗီဒီယိုကအနည်းဆုံး7စက္ကန့်လောက်ရှိရင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်ကအခုဒီမှာ9စက္ကန့်ပဲရှိရပါပေါ့နော် အကောင်လေးကိုကျွန်တော်တို့ချက်ရွေးလိုက်မယ်။ဟိုကိုမကြိုက်တဲ့ပိုင်းလေးတစ်ချက်ဖြတ်လိုက်မှာပေါ့နော်။ဟိုဒီဘဲကနေစကျင်လေးပေါ့နော်။မင်းအဖြူလေးပေါ့နော်။ဒီကောင်လေးကအေးတိတ်ကိုအေးကြည့်ပါပဲ။ဘဲနားမှာဖြတ်ချင်တယ်ပေါ့နော်။ဒီဗီဒီယိုလေးကိုတစ်ချက်ထောက်ပေးဖို့လိုမယ်။ပြီးရင်ဒီမှာ split ဆိုတာလည်းရှိရပေါ့နော်။အောက်မှာပေါ့နော်။ဒီဘဲဘဲဆုံးတောင်းလေးပါ။အဲကောင်လေးကိုတစ်ချက်နှိပ်မယ်။ဟုတ်ပြီအရှိရာလေးကျွန်တော်တို့မလိုချင်ဘူးပေါ့နော်မလိုချင်တော့ကြတော့ရှိရာကိုဖြတ်ပါဆိုတော့ အချက်နှိပ်မယ်ပြီးရင်ဒီအောက်က delete ပေါ့နော်ဒီ delete ကိုတွေ့လိုက်ရပါပြီဒါဆိုရင်တော့ဒီကနေစပါပေါ့နော်ဒီဗီဒီယိုလေးကโอเคကျွန်တော်က logo ပေါ့နော်ကင်မရာနဲ့အမီနင်းနီးကက်ကက်ကြီးကြီးမလိုရင်ဘူးပေါ့နော်မလိုလိုရင်ကအပိုင်းလေးဖြတ်မှာပေါ့ဒီလိုတော့ဒီပဲကျွန်တော်ယူလိုက်မှာပေါ့နော်ဗီဒီယိုလေးကိုတစ်ချက်ထောက်မယ် ်ဒီမှာအောက်မှာ split ဆိုလို့ရှိရပါတော့အဲကောင်လေးကိုအချက်နေလိုက်โอเคကျွန်တော်နောက်ကအပိုင်းပါဆက်မှာဆိုကြတော့ဒီမှာဒလီလေးပေါ့နော်နောက်ကနောက်ကဗီဒီယိုလေးထောက်ပြီးတော့မှဒလီလေးနေလိုက်မယ်ဟုတ်ကဲ့ဒါတော့ရပြီပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ချက်နေလိုက်မယ် speed ဆိုတာလေးရှိရယ် speed လဲဝင်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာ၃မျိုးတွေ့ရမှာပေါ့နော် normal တွေ့ရမယ် cut တွေ့မယ် velocity effect တွေ့မှာပေါ့နော်ကျွန်တော်ကအခု ဒီလိုရှင်းရှင်းလင်းလင်းပြမှာဆိုတော့ normal ပဲယူလိုက်မှာပေါ့နော် slow motion တော့မှာဆိုကြတော့ဒီမှာရှိရဲ့ဘာတန်းလေးပေါ့နော်အဲ့ဘာတန်းလေးတော့0.1ဘတ်ကိုကျွန်တော်တို့တိုးလိုက်မှာပေါ့နော် okay ဒီလိုလေးရနေမှာတစ်ချက်ရှေဝါးပြီပေါ့နော်တော့မှတ်ရုပ်နှိပ်လိုက်မယ်အဲ့တော့ slow motion video လေးရရပေါ့နော်